ဲ့တော့ဖယားကိုချစ်တယ်လို့ပြောနေရင်းကို အချင်းချင်းတည်းမှတဆက်မှချစ်ချင်းမြတ်တာမထားနိုင်ဘူးဆိုလို့ရှိရင်ဒါကလိန်နေတာလို့ပြောတယ်မုတာတုံးနေတာလို့ပြောပါတယ်အဲ့တော့မမြင်ရတဲ့ဖယားကိုတိတ်ချစ်ပါဤကိုကိုွယ်ပါဤနာမတော်ကိုကောင်းချီးပေးပါဤနာမတော်ကိုချီးမွမ်းပါဤခြေတော်ရင်မှသာအစဉ်တိုးဝင်ချင်းကခိုးလုံးပါဤကိုကိုွယ်ပါဤဘယ်လောက်ပဲပြောပြောဘယ်လောက်ပဲပြောပြောမြင်ရတဲ့ညီအကိုပေါ်မှာချစ်တဲ့မြတ်တာမရှိနိုင်သေးရင် ကျွန်တော်တို့ဘာတက်တယ်မှမထူနိုင်သေးဘူးဆိုတဲ့ဥစ္စာကတက်တာတွေမှာထင်ရှားတယ်။ဒါကြောင့်မလို့ဖယားကိုကိုတကယ်ချစ်ကြောင်းတက်တယ်ပြတဲ့အရာကကိုတော့ကိုတိတ်ချစ်ပါတယ်။အသက်နဲ့ရွေးနှုတ်ကယ်တင်တဲ့အသွေးတော်နဲ့ရွေးနှုတ်ကယ်တင်တဲ့ဒီဖယားကိုကိုယ်စွမ်းရှိတဲ့ညံစွမ်းရှိတဲ့ညနဲ့ကျွန်တော်ကျမရဲ့အသက်တာထဲမှာတကယ်အေးကအမှန်ချစ်ပါတယ်ဆိုတဲ့အရာကဘယ်နေရာမှာပဲကျွန်တော်တက်တည်ပြလို့ရလဲဆိုရင် အချင်းချင်းတယောက်နဲ့တယောက်ချစ်ချင်းမြတ်တာပေါ်မှာပဲကျွန်တော်တက်တည်ပြလို့ရပါတယ် ။အားရရှဲတွေတက်တာတည်းမှာဖះကိုချစ်လာကြီးရဲ့ရှစ်ခိုးလာကြီးရဲ့ကိုးကွယ်လာကြီးရဲ့ဒါပေမဲ့တစ်ဖက်မှာလူတွေအပေါ်မှာဘယ်လိုမှမြေတာမထားနိုင်ဘူး။တယောက်နဲ့တယောက်မတက်စောင်းချိတ်လုံထွေးပေါက်ကွဲဒီအရာတွေကဒါဘလောက်ပဲဘာသာရေးကိုင်းဆိုင်ကိုင်းဆိုင်လူတွေအပေါ်မှာမုန်းတီးတဲ့အရာကဒါအသွင်နှမျိုးနဲ့အသက်ရှင်နေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဥစားကတစ်ဖက်မှာရှင်းရှင်းလင်းလင်းကျွန်တော်တို့မြင်ရတယ်။အဲ့တော့အဲ့ဒီချက်ချင်းမြေတာမရှိခြင်းအရာကတစ်ဖက်မှာဘာဖြစ်လာလဲဆိုလို့ရှိရင်အသင်းတော်ပေါ်မှာချင်းချောက်မှုတွေအများကြီးဖြစ်လာစေတယ်။ ဗျာဒိတ်ကျမ်းထဲမှာဗျာဒိတ်ကျမ်းအခန်းကြီး1ကနေစပြီးတော့မှအသင်းတော်9ပါးအကြောင်းတွေ့ရတဲ့အခါမှာအသင်းတော်9ပါးထဲမှာပထမအသင်းတော်ဖော်ပြတဲ့အသင်းတော်တွေထဲမှာပထမဆုံးအသင်းတော်ဖြစ်တဲ့အေဖက်မြို့အသင်းတော်နဲ့ပတ်သက်ပြီးတော့ဘလို့ရေးထားလဲဆိုလို့ရှိရင်တင်းအချင်းကိုငါတည်အီးတဲ့တင်းဒီမတရားသောသူတို့လက်မခံနိုင်ကြောင်း၎င်းတမန်တော်မဟုတ်ပဲတမန်တော်ဖြစ်အောင်ဆောင်သောသူတို့ကိုစစ်ဆေးပြီးလှည့်ပြသောသူဖြစ်သည်ဟုတည်ကြောင်း၎င်းခန္တီနဲ့ပြည့်စုံရဲ့ငါ၏နာမကြောင့်စင်းရဲခံရဲ့အာမေယောအကြောင်းကို၎င်းငါတိဤသို့တော်လည်းတင်သည် ရှေးဦးစွာသောချစ်ချင်းမြတ်တာရော့ပြီလို့ပြောတယ်။အဲ့တော့ချီးမွမ်းစရာတွေအများကြီးရှိတယ်၊လှုပ်ဆောင်မှုတွေအများကြီးရှိတယ်၊စက္ကမှုတွေအများကြီးရှိနေတယ်။ဒါပေမဲ့အပြစ်တင်စရာရှိတာကရှေးဦးစွာသောချစ်ချင်းမြတ်တာရော့ပြီ။ထို့ကြောင့်တင်သည်မရွေ့လျော့မီအရင်နေရာကိုအရင်အရက်ကိုအောင်းမေ့လို့နောင်တရလို့ရှေးဦးစွာသောအချင်းကိုကျင့်တော့တော့မဟုတ်တင်ရှိရတော့ငါဒီအလင်းမြန်လာမီနောင်တမရနဲ့တင်ဤမိခွက်ကိုနေရာမှာရွှေ့မီလို့ပြောတယ်။ ြတနာတွေနဲ့ခြင်အောင်မှုတွေနဲ့မခေါ်နိုင်မပြောနိုင်ဖြစ်တဲ့ဥစ္စာတွေကဒါဖာတိပါတာဖြစ်လာတဲ့အခြေအနေမျိုးတွေကတစ်ဖက်ကနေပြီးတော့မှအတင်းတော်မှာဒါမိခွက်ရွေ့သွားရင်မိခွက်ဆိုတဲ့ဥစ္စာကဒီဘိတ်တိတ်ကျေစုရွေ့သွားမယ်ဆိုလို့ရှိရင်ဒါအတင်းတော်မှာအများကြီးဒါကြောက်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်လာပြီးဆိုတော့ဥစ္စာတစ်ဖက်မှာဆင်ခြင်စရာရှိတယ်အဲ့တော့ချုံလဲဒီချစ်ချင်းမေတ္တာရှာနေတဲ့လူတွေအများကြီးရှိတယ်ချုံလဲပတ်ပြေးနေတယ်ချစ်ချင်းမေတ္တာရှာ ဖျားเจ้าနေတကြောင်တကြောင်တက်နေတာလည်းရှိတယ်ဒီဖျားเจ้าမှာချစ်ချင်းမေတ္တာရှာချစ်ချင်းမေတ္တာမတွေ့တော့နောက်ဖျားเจ้าတစ်ခုမှာချစ်ချင်းမေတ္တာထရှာအဲ့တော့ကိုကပဲအချစ်ခံကျင်တာကိုကတော့မချစ်တတ်တဲ့လူမျိုးတစ်မျိုးလည်းရှိနေပြန်ရောအဲ့တော့အချစ်သာခံကျင်တာကိုကတော့မချစ်နိုင်ဘူးအဲ့တော့တမိုင်းမတိုင်းတဲ့မှာအေးဖက်မျိုးအတင်းတော်ကလုံးဝမိခွက်ရွှေ့သွားတယ်လုံးဝဒီအတင်းတော်ကပျောက်ပြက်သွားတယ်ဆိုတဲ့ဥစ္စာကထင်ထင်ရှားရှားကျွန်တော်မြင်ရတယ်ဆိုတော့အချင်းချင်းကြိုက်စားတဲ့အရာဘေကဏမှမဆိုဘေကဏမှမဆိုဒါဟိုဘယ်လို့မှ တလုံးတဝတဲ့မဖြစ်တဲ့အရာကဒီအရာအဖြစ်လဲကျွန်တော်တို့သတိပေးနေတယ်အဲ့တော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမှခြံထားလို့မရတဲ့ကျမ်းစာတစ်ပိုက်ကိုလည်းကျွန်တော်ဖတ်ပြချင်ပါတယ်ကိုရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး73မှာပါပဲအဲ့တော့ဒီ73မှာအငယ်တက်လောက်နဲ့စပြီးတော့ဖတ်လို့ရှိရင်ငါသည်တဲ့လူဘာသာစကားကို၎င်းကောင်းဝင်နေမှန်ဘာသာစကားကို၎င်းပြောနိုင်တော်လဲမြစ်တာမရှိရင်အတန်မြင်တော်တဘိုးခရာကဲ့သို့၎င်းထိုအတန်ကိုသာပေးတတ်သောလင်ကွင်းကဲ့သို့၎င်းဖြစ်၏ ပရောဖက်ညံကိုငါရ၍နက်နဲသောအရာရှိသမျှတို့နှင့်တိတ်ပံအတက်အမျိုးမျိုးကိုတတ်တော်၎င်းတောင်များကိုရွှေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံတော်၎င်းမေတ္တာမရှိလျင်အချီးနှီးတသက်ဖြစ်၏သူတစ်ပါးကိုငါကြွေးမွေး၍အောက်စာရှိသမျှကိုစွန့်ကျဲသည်တောင်မှကိုခန္ဓာကိုမိရှုပ်စေခြင်းကအတ်တော်လဲမေတ္တာမရှိလျင်ငါ၌အကျိုးမရှိဘူးလို့ပြောတယ်အဲ့တော့ဘာသာစကားမျိုးမျိုးတက်တည်တိုင်အောင်လောကမှာရှိတဲ့ဘာသာစကားတွေမြောက်များစွာတက်တည်တိုင်အောင်ဒါတစ်ဖက်က လောကအမြင်အပြင်ဂုံယူစရာဖြစ်ပေမဲ့မေတ္တာမရှိရင်အလကားပဲလို့ပြောတယ်။အဲ့တော့မေတ္တာမရှိရင်မေတ္တာမရှိရင်လှောက်ဆောင်နေတဲ့အရာပြောဆိုနေတဲ့အရာဒီအရာတွေကလည်းလင်းကွင်းကဲ့သို့အတန်မီသောလင်းကွင်းကဲ့သို့နားကြီးတာပဲဖတ်တယ်နေဘုရားသခင်ရှေ့မှာ။ပရောဖက်ကိုပရောဖက်ညံကိုရတယ်။ကြုံမြင်တယ်၊ကြုံပြောနိုင်တယ်၊ပိုင်းခြားတတ်တယ်။ဒါပေမဲ့မေတ္တာမရှိရင်အချင်းနေပဲဖြစ်တယ်။ယုံကြည်ခြင်းတအားကြီးတယ်။တောင်တွေကိုရွှေ့နိုင်လောက်အောင်ဆုတောင်းအားကြီးလိုက် ဆူတောင်းအားကြီးလွန်းတဲ့အခြေအနေမျိုးရှိနေသည့်တိုင်အောင်ဘလောက်ပဲယုံကြည်ခြင်းအားကြီးကြီးမေတ္တာမရှိရင်အခြေအနေပဲဖြစ်တယ်လို့ပြောတယ်။အဲ့တော့လှုပ်ဆောင်မှုအားလုံးရဲ့အခြေခံအရင်းမြစ်သည်ချစ်ချင်းမေတ္တာကပဲအဓိကအခရာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတစ်ဖက်မှာနားလည်စရာရှိတယ်။ဒါကြောင့်မလို့ကျန်တာဘာမှမသိမတတ်ရင်နေပလိစေ။ရိုးရိုးလေးယုံကြည်တတ်တဲ့ချစ်ချင်းမေတ္တာရှိတဲ့ယုံကြည်သူတစ်ယောက်ဖြစ်ဖို့ကဘုရားသခင်ရှေ့မှာအရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတစ်ဖက်မှာနားလည်စရာရှိပါတယ်။အဲ့တော့ခုနဖတ်သွားတဲ့ကျမ်းပိုက်မှာ သူတစ်ပါးကိုငါကြွေးမွေး၍ဥစ္စာရှိသမျှကိုစွန့်ကြဲသည်တမကကိုခန္ဓာကိုမင်းရှို့စေခြင်းကအတ်တော်လဲမေတ္တာမရှိရင်ငါ၌အကျိုးမရှိလို့ပြောတယ်။ဘလောက်ပဲချက်ပြပါတယ်။ရှိသမျှထောက်ကျွေးတယ်။စားအကုန်စားရှိတာအကုန်လုံးချချကျွေးအကုန်လုံးစားသွားမဝသေးဘူးလားမဝသေးရင်ငါ့ပါချက်ကျွေးငါ့ပါတစ်ခါလဲချက်စားဒီလောက်ထိဘလောက်ပဲဟိုမေတ္တာတရတရားဘလောက်ပဲကြီးကြီးမားပြနေပြီမဲ့တစ်ဖက်ကနေပြီးတော့မှအแทမှာမေတ္တာမရှိရင်ဘုရားသခင်ရှေ့မှာအချီးနှီးဖြစ်တယ်လို့ပြောတယ် ဒါကြောင့်မလို့စုံလင်တဲ့မြစ်တာဆိုတာကအငယ်၄ကနေပြီးတော့မှကျွန်တော်ဆက်ပြီးတော့ဖတ်လို့ရှိရင်မြစ်တာသည်စိတ်ရှိတတ်၏ကျေးဇူးပြုတတ်၏မြစ်တာသည်ဂုံပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာမနာမရှိမလျောက်ပတ်စွာမကျင့်တတ်ကိုအကျိုးကိုမရှာတတ်ဒေါသမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်တမာတရား၌ဝမ်းမြောက်တတ်၏ခတ်သိမ်းသောအရာကိုဖွင့်အုပ်တတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုတီးခံတတ်၏ ်မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏ Prophet ညံတော်၎င်းအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်တော်၎င်းသိပ်ပံအတတ်တော်၎င်းကွယ်ပြောက်လိမ့်မည်လို့ပြောပါတယ်အဲ့တော့ဘလောက်ပဲအတတ်တာထဲမှာဒီနေ့ခရစ်ယာန်တက်တာထဲမှာဘာသာစကားတွေဘလောက်ပဲတက်တက်ကောင်းဝင်နေမှဘာသာစကားမကလို့အခြားသောဘာသာစကားမကလို့ဘာစကားပဲခမပြောနေပြောနေအတ္တတားထဲမှာမေတ္တာမရှိရင်ဘုရားသခင်ရှေ့မှာအလကားပဲလို့ပြောပါတယ်အဲ့တော့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုပြန်ပြီးတော့မှ ခြုံငုံပြီးတော့ကျွန်တော်ပြန်တုံ့တက်ကြည့်လို့ရှိရင်ဘုရားသခင်ဖြစ်ပွားစေသောသူမိဒီကာတဲ့ချစ်ချင်းမေတ္တာရှိတယ်လို့ပြောတဲ့အခါမှာအဲ့တော့ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူကျွန်တော်ဟာတကယ်အသက်တာပြောင်းလဲပြီးတော့ဘုရားသားသမီးဖြစ်ပါတယ်ကျွန်မဟာတကယ်အသက်တာပြောင်းလဲပြီးတော့ဘုရားသားသမီးဖြစ်ပါတယ်လို့ကျွန်တော်တို့ဗစက်ကဘလောက်ပဲပြောပြော အချင်းချင်းကြားထဲမှာဘုရားကိုချစ်တယ်ဆိုတဲ့အရာထက်အချင်းချင်းကြားထဲမှာကျွန်တော်တို့ပြရမယ့်ဥစ္စာကအရေးအကြီးဆုံးအရာကအရေးမကြီးဆုံးနေရာရောက်နေသလားဆိုတော့ဥစ္စာ ကျွန်တော်တက်တာထဲမှာဆင်ခြင်စရာရှိပါတယ်ဒီနေ့ခရိယန်နေထဲမှာဂိုင်းကနာတွေကြားထဲမှာတဦးနဲ့တဦးကြားထဲမှာကျွန်တော်တို့ရဲ့ဆက်ဆံမှုတွေကျွန်တော်တို့တွာလာမှုတွေကျွန်တော်တို့လက်တွဲမှုတွေတခုချင်းစီတိုင်းကငါတကောကောနဲ့ကျွန်တော်တို့တွာနေတဲ့အရာပေါ်မှာဒါဖျားခင်နှက်တဲ့တော့အရာမှာဟုတ်သလားဆိုတော့လေကျွန်တော်တို့ကိုယ့်အသက်တာကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်ဖို့ရန်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်ချင်းမြတ်တာရှိဖို့အတွက် အတင်းအားထုတ်ဆိုက်ယူရတဲ့အရာမျိုးအတင်းလှုပ်ယူပြတဲ့အရာမျိုးမချက်နိုင်ဘဲနဲ့အတင်းချစ်ပြရတဲ့အရာမျိုးအတင်းစူးစမ်းပြတဲ့အရာမျိုးမဟုတ်ဘဲနဲ့ဖျားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်တဲ့အတွက်တင့်ရဲ့တက်တာထဲမှာကျွန်တော်ရဲ့အတက်တာထဲမှာဖျားသခင်ကဒါတခါတည်းထည့်သွင်းပေးထားတဲ့ပန်ရှင်တော်ဝိညာဉ်တော်အားဖြင့်တခါတည်းထည့်သွင်းပေးထားတဲ့အဲ့ဒီချစ်ချင်းမြတ်တာကလက်တွေ့အရှင်အသက်ရှင်ခြင်းထဲမှာကျွန်တော်တို့ဟာဖျားသားသမီးအမှန်အေကံအမှန်ဖြစ်ပါတယ်ဆိုတာကဒီချစ်ချင်းမြတ်တာအားဖြင့်ကျွန်တော်တို့တက်တည်ထူဖို့ဖြစ်တယ် အဲ့ဒီတက်တေကူမှကျွန်တော်တို့မထူနိုင်ဘူးဆိုရင်အချင်းချင်းကြားထဲမှာမြတ်တာမထားနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘုရားသခင် ဖြစ်ပွားစေတော်မူသောသူမှ ဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့ဥစ္စာကတစ်ဖက်မှာအများကြီးတတိထားစရာဖြစ်လာပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မြတ်တာနဲ့ရှောင်းလန်းတတ်ဖို့အဓိကပြည့်ညတရားတွေအားလုံးရဲ့အချုပ်အခြာဖြစ်တဲ့ဘုရားသခင်ကိုစိတ်နှလုံးအကျွင်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်တယ်ဆိုတဲ့အရာမိမိညီအကိုကိုညာချစ်ချင်းဆိုတဲ့အရာကတလုံးတဝါတဲ့ဖြစ်တယ်လို့အဲ့ဒီချစ်ချင်းမြတ်တာကိုကျွန်တော်အသက်တာထဲမှာလက်တွေ့ဖော်ဆောင်ခြင်းအပြင် ဘုရားသခင်နှစ်တက်တော်မူပွဲသောအရာကိုကျွန်တော်တို့ဖော်ဆောင်ဖို့ယံတင့်ရဲ့တက်တာကျွန်တော်ရဲ့အတ္တမှာဒါကျွန်တော်တို့လောက်ကိုလောက်ရမယ်ဝတ္တရားဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အားဖြင့်အနည်းငယ်တိဆောက်ခြင်းနဲ့ကျွန်တော်ဆင်ခြင်ဖို့ယံအတွက်တိဆောက်ခွန်အားပေးလိုပါတဲ့အရောက်တိုင်းပေါ်မှာဘုရားရှင်သားကြီးဖွင့်ပြကောင်းချီးပေးပါစေ။